ားလုံးမင်္ဂလာပါရေဘော80 channel ကနေပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကဲ့ပါဒီနေ့က27ရက်စတရာ2025ပေါ့နော်။အော်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကစိတ်ဝင်စားစရာကောင်းတဲ့ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့အရေးကြီးအလှုပ်တွေပေါ့နော်။အမေရိကန်ရဲ့အရေးကြီးအလှုပ်တွေပေါ့နော်။အမေရိကန်ရဲ့စိတ်ဝင်စားမှုတွေကဒီအပိုင်းမှာတော်တော်လေးခြေလှမ်းစိတ်လာတယ်လို့ပြောလို့ရတယ်နော်။အခုအမေရိကန်အောက်လွှတ်တော်အင်္ဂလာကြီးရဲ့ကော်မတီမှာ ဂျာနာဝဲပြုလုပ်တယ်နော်ဂျာနာဝဲပြုလုပ်တယ်အဲ့ဒီဂျာနာဝဲကဗာလဲဆိုတော့ကျွန်တော်တို့ထွက်ပေါက်မရှိတော့မာဗျူဟာမြန်မာနိုင်ငံရဲ့အစုံးမဲ့အချက်တဲနဲ့အမေရိကန်ရဲ့အကန့်အသတ်ရှိသောရွေးချယ်စရာများခေါင်းစဉ်နဲ့ပြုလုပ်တဲ့ဆက်ကော်မတီဂျာနာဝဲအဲ့ဂျာနာဝဲမှာကျွန်တော်တို့အမေရိကန်အောက်တော်တော်နိုင်ငံသားကြီးရာနဲ့တောင်အာရှနဲ့ဒါဘူဘူအာရှပေါ့နော်ဆက်ကော်မတီဥက္ကဋ္ဌဘယ် ဖိုင်ဆန်ကသူကထွက်ပေါက်မရှိသောမာဘူဟာမြန်မာနိုင်ငံရဲ့အစိုးမဲ့အချက်တဲနဲ့အကန့်အသတ်ရှိသောရွေးချယ်စရာကောင်းစင်များဆိုပြီးတော့အဲ့မှာသူကပြောတာပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်ဒါအသေးစိတ်ပြောပြမယ်နော်သူဒီမိကုန်းထဲမှာဘာတွေပြောလဲဆိုတော့နော်ဥက္ကဋ္ဌပြောတဲ့စကားနော်ဖွာချက်ကပြောတဲ့စကားတွေကျွန်တော်အသေးစိတ်ပြောပြအဲ့တော့သူကဘာပြောလဲဆိုတော့ဒီကုမ္ပဏီမှာရောတဲ့ကျွန်တော်ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ န္ဓာယဉ်ဝင်ဆောင်မှုကော်မတီမှာပါတဲ့မြန်မာနိုင်ငံရဲ့ပြဿနာတွေကတဲ့ကျွန်တော်ရဲ့နှလုံးသားနဲ့အထူးနှိစက်တယ်လို့တဲ့ကျွန်တော်ရဲ့မေဆန္ဒရှင်များတဲ့အထူးသဖြင့်မီချီဂန်အနောက်ပိုင်းမှာရှိနေတဲ့ဒါဘယ်တခရပ်မြန်မာစင်တာကမေဆန္ဒရှင်တွေရဲ့နှလုံးသားနဲ့လည်းအထူးနှိစက်ကြောင်းကျွန်တော်အချိန်ပေါင်းများစွာပြောကြားခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါကပဲကျွန်တော်တို့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကိုပုံမအာရုံစိုက်ဖို့ ကြည့်ရှုဖို့တွန်းအားပေးခဲ့တာပါတဲ့ဟောနေ့စဉ်တစ်တိုင်းကျွန်တော်ဟာတို့ရဲ့အတွေ့အကြုံတွေနဲ့ရှေ့အစုရဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့ပွင့်လင်းပြီးအားလုံးပါဝင်တဲ့ဒီမိုကရေစီကိုမြင့်တင်ပေးဖို့နဲ့လုံခြုံတည်ငြိမ်အေးချမ်းတဲ့မြန်မာနိုင်ငံစီပြန်လည်ရောက်ရှိဖို့တို့ရဲ့ဆန္ဒတွေကိုနားထောင်ခဲ့ရပါတယ်တဲ့အခုဒီပရိသတ်ထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဧည့်သည်တချို့ရဲ့ကြီးမန်းချက်လည်းအဲ့ဒါပဲဖြစ်နေတယ်လို့ကျွန်တော်သိပါတယ်တဲ့ တဘာပတိမင်းတဲ့ကန့်ကွက်သူမရှိပါကတဲ့မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်ပြီးအရက်ဖက်အဖွဲ့ကြီး90ကျော်ကဒီကော်မတီကိုပေးပို့တဲ့စာတစ်စောင်ကိုမှတ်တမ်းတင်နိုင်ဖို့တင်ပြလိုက်ပါတယ်တဲ့အဲ့တော့သူတို့ရဲ့စာထဲမှာတဲ့ဒီလိုရေးထားပါတယ်တဲ့အဲ့ဒီစာကိုအောက်နော့တော်နိုင်ငံသားရေးရာကော်မတီနဲ့အထက်လွှတ်တော်နိုင်ငံသားဆက်ဆံရေးကော်မတီနှစ်ခုလုံးစီကိုပေးပို့ခဲ့တာပါတဲ့အဲ့ဒီမှာပါပါလဲဆိုတော့မြမတမတော်ကအမြဲတမ်းလို့လို့ဒီနိုင်ငံရဲ့မတည်ငြိမ်မှုနဲ့ စီးပွားရေးပြတ်မှုရဲ့အကြီးမားဆုံးသောတစ်ခုတည်းသောအရင်းမြစ်ဖြစ်နေခဲ့ပြီးယနေ့တိုင်ဖြစ်နေသေးပါတဲ့ရှင်းနေဗျာစစ်တပ်ကမြန်မာနိုင်ငံဒီလိုအခြေအနေမျိုးဖြစ်တာဖြစ်အောင်ဖန်တီးတဲ့အရင်းမြစ်ပဲအခုလိုမတည်ငြိမ်မှုတွေကိုဒီလိုလူမျိုးစီးပွားရေးပြတ်ကတ်တွေဒီလိုကြုံရတဲ့ကိစ္စတွေနော်ဖြစ်တဲ့အရာတွေရဲ့အဓိကတရားခံအရေးအဓိကအရင်းမြစ်ကစစ်တပ်ပဲဖြစ်နေဖြစ်နေစေဖြစ်ခဲ့တယ်ဒါပဲ ဲ့တော့ဘာပြောလဲဆိုဝမ်းနေစရာကောင်းစရာနေပဲတဲ့ဒီစကလုံးတွေကအလွန်မှန်ကန်နေတယ်လို့ကျွန်တော်ထင်ပါတယ်တဲ့ကံမကောင်းစွာနေပဲတဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာဒီမိုကရေစီလေးကျရွေးကောက်တင်ပြထားတဲ့အစိုးရနေရာကိုစစ်တပ်ကအာဏာသိမ်းပြီးကလေးကမြန်မာနိုင်ငံတည်အတွက်ဒီဆန္ဒဟာအပြည့်အဝအကောင့်တွေပေါ်ဖို့အလန်းဝေးနေစေဖြစ်ပါတယ်တဲ့ဒီမိုကရေစီလိုလားသူများရဲ့ဆန္ဒပြပေါ်နေတဲ့တပိတ်ပေါက်မှုတွေအားတဲ့အစိုးရရဲ့အတားအဆီးမဲ့နှိမ်နှင်းမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်အဲ့ဒီထဲမှာ ဆန္ဒပြသူတွေနဲ့ရခိုင်ရွေးကောက်ခံခေါင်းဆောင်တွေကိုတပ်ဖြတ်တာကျောင်းတွေပြည်တွင်းနေရဆွန့်ခွာရသူတွေရဲ့စခန်းတွေနဲ့အရက်ဖတ်အခြေခံအဆောက်အုံတွေကိုလေကြောင်းကနေတိုက်ခိုက်နေတာတွေပါဝင်ပြီးတော့တဲ့ဒါတွေအားလုံးကဖိနှိပ်တဲ့မတရားတဲ့စစ်အုပ်ချုပ်ရေးရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေပဲဖြစ်ပါတယ်တဲ့ပြန်ထန်တယ်နော်ကြောက်ရှောက်ပဲအဲ့တော့စစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ဖွဲ့စည်းကြမှာတဲ့ ပြည်တွင်းစစ်ဟာတနိုင်ငံလုံးမှာစိုးစိုးရွားရွားပြန့်နှံ့နေစေဖြစ်ပြီတဲ့ရုရှားနဲ့တရုတ်တို့စီကလက်နက်ထောက်ပံ့မှုလိုင်းတွေကြောင့်တဲ့စစ်စိုးရဟာဝေဟင်ကိုထိမ့်ချုပ်ထားပါတယ်တဲ့ဟုတ်တယ်အပြီးခဲ့တဲ့အပတ်ကပဲတဲ့စစ်အုပ်စုကတဲ့ရုရှားရဲရင်တွေနဲ့တရုတ်စစ်လေရင်တွေကိုလက်ခံရရဝိုင်းတွဲနဲ့ MI38 နဲ့နော်အဲ့ဒါလေအဲ့ဒါလေးနဲ့လက်ခံတဲ့ကိစ္စလက်ခံရရှိပြီတဲ့ဒါတွေကနောက်ဆုံးမှာ ောင်ပေါ်ဒေသတွေကခုခံရေးတပ်ဖွဲ့တွေနဲ့အရဲသားတွေကိုတိုက်ခိုက်မှုအသုံးပြုသွားမှာပဲဖြစ်ပါတယ်။ရှေ့အစုရဲ့နေမြေပေါ်ချုပ်ကင်တို့မှုဟာအရန်ကိုအသေးအံဖြစ်လာတာကြောင့်နဲ့မနစ်ကမဖြစ်မနေစစ်မှုရန်ဥတွေကိုအတက်သွင်းခဲ့ပြီးတော့မှဒီ Roger Bosley တွေကိုသူတို့ရဲ့အကျိုးစီးပွားအတွက်တိုက်ခိုက်စီဖို့ဒါမှမဟုတ်လူသားတိုင်းဖြစ်အသုံးချဖို့အတင်းအကျပ်စုဆောင်ခဲ့ပါတယ်တဲ့။ရှေ့ဆိုရက Ranger တွေကို ကိုယ်တိုင်နှိရှေလာများဖိနှိပ်ခဲ့တဲ့ကြားခဲ့တာက အခုဒီလိုမျိုးလုပ်ခဲ့တာပါသူရဲ့တရားမဝင်တဲ့အုပ်ချုပ်မှုအတွက်တရားဝင်မှုတိဆောက်ဖို့နောက်ဆုံးကြိုးပမ်းမှုအနေနဲ့အာတိတာပေါ်အုံနောက်ရှိခဲ့လို့ရတယ်နော်ဒီ2025ဒီဇင်ဘာလ28ရက်နေ့မှာပထမဆုံးအကြိမ်ရေကောက်ပွဲကိုကျင်းပဖို့ဖိတ်ခေါ်ထားပါတယ်မြန်မာကော့ကတ်ရဲ့ Trapback ဥက္ကဋ္ဌဦးအနေနဲ့ဒီအလွန်အမင်းချွတ်ယွင်းနေတဲ့လုပ်ငန်းရှင်ပါတဲ့ရေကောက်ပွဲဆိုင်ရာစီမင်းစည်းကမ်းတွေ ဖွဲ့စည်းပုံတွေမရှိခြင်းပေါ်တယ်ကျွန်တော်အလေးနဲ့စိုးရင်ပါတယ်ဒါအပြင်တဲ့2025ဇူလိုင်လမှာကြာထမ်းခဲ့တဲ့မကြာသေးမီကရွေးကောက်ပွဲကာကွယ်ရေးဥပဒေဥပဒေကတဲ့ရွေးကောက်ပွဲကိုစတင်ပြောဆိုနေသူဆန္ဒပြသူမှန်သမျှကိုပြစ်မှတ်ထားပြီးပြစ်ဒဏ်စီရင်ချမှတ်ခံရပါကတဲ့နှစ်ရှည်ထောင်နဲ့သို့မဟုတ်တည်ဒဏ်အထိပင်ချိတ်ချောက်ထားပါတယ်တဲ့ဒီလိုရဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုပိုပြီးအေးခဲသွားစေရုံသာမကဖြစ်ပါတယ်တဲ့နော် ရွေးကောက်ပွဲဟာတဲ့လွတ်လပ်ပြီးတရားမျှတမှုရှိရမယ်လို့ပြောဆိုခြင်းဟာစစ်ကူးရင်အမြင်မှားမှုတစ်ခုသာဖြစ်ပါတယ်တဲ့ဒါကတော့ तू ကတော့ကျွန်တော်တွေမှာပြောတော့เนาะဒီလိုစကလုံးမျိုးနဲ့တုံးတာပေါ့เนาะကျွန်တော်တို့အရက်ဘတ်တုံးမယ်ဆိုလို့ရှိရင်တော့ငကားကွာဒီကောင်းနေတို့ပြောလို့ရတာပေါ့เนาะအရန်ကိုပြင်းထန်နေစကားတွေကเนาะအဲ့ရှင်းဆက်သွားမယ်ဆိုရင်တဲ့အမေရိကန်ပြည်တော်စုရဲ့ခိုင်မာတဲ့အတန်နဲ့ခိုင်မာတဲ့ဥဆောင်မှုပါတယ်ဒီဒေတာပေါ်ရေးရှိအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်တဲ့ အမှန်တိုင်းပြောရရင်တဲ့ကျွန်တော်က trust အစိုးရရဲ့ဒီ data ပေါ်စိတ်ဝင်စားမှုကိုအားပေးထောက်ခံပါတယ်တဲ့အဲ့ဒီထဲမှာတဲ့ငွေလင်ကိုင်းအနေနဲ့ဆက်ဆက်နေတဲ့မြန်မာလက်နက်ကိုင်အဖွဲ့တွေကိုပြစ်မှတ်ထားတဲ့ဗန်ဒိုင်းဝန်ကြီးဌာနရဲ့ပိတ်ဆို့အရေးယူမှုအဆင့်များစွာနဲ့မြောက်ကိုရီးယားနဲ့ချိတ်ဆက်နေတဲ့မြန်မာလက်နက်ဝယ်ယူရေးကွန်ရက်တို့ပါဝင်ပါတယ် trust တဲ့ချိန်မှာဆော်တာပဲเนาะကျွန်တော်ဘိုင်ဒန်လက်ထက်မှာအီအောင်အီအောင်အီအောင်ဖြစ်နေတဲ့เนาะအီလေအီလေဖြစ်နေတဲ့အချိန်ကြီးက trust လက်ထက်မှာခင်ဗျချက်ချင်းကိုဖြစ်လာတာ ော့မြောက်ကိုရီးယားနဲ့တိစားတွေအဲ့မှာလက်လက်ပိတ်ဆို့မှုတွေတောင်းလျှောက်လုပ်တဲ့အခုကြားပြန်လာပြီလာကြိုက်တွေ့ရယ်เนาะနောက်အခုလာလှတ်တော်မှာဒီဆွေးနွေးမှုတွေကြားလာမှုတွေเนาะရောက်လာတဲ့ဆွေးနွေးနေပြီဒီလိုအခြေအနေမျိုးတွေဖြစ်လာတယ်ပေါ့เนาะထို့ပြင်တဲ့အော်တိုဘာလာကစပြီးပြီးခဲ့တဲ့အော်တိုဘာလာကစပြီးတော့မှာတဲ့စစ်အစိုးရဟာတဲ့ရိုဟင်ဂျာဒုက္ခသည်အရေးအတွက်ဒေါ်လာတန်130ကျော်ထောက်ပံ့ဖို့ ကတိပြုထားပြီတဲ့ရိုဂျာတွေအတွက်အကူအညီတောက်ပြန်မှုမြင့်တင်မှုအတွက်ဆက်တက်နိုင်ငံကိုဆရာဂိုင်တို့နဲ့ပူပြီးအကူအညီတိုးမြှင့်ပေးဖို့တိုက်တွန်းခဲ့ပါတယ်တဲ့မရောက်နိုင်လို့ပေါ့နော်အကူအညီပေးရင်းနဲ့ပတ်သက်လို့တဲ့မရီယာပြည်တော်စုဟာ2025ရိုဂျာလူသားချင်းစာနာထောက်ထားမှုအချက်တဲပူပေါင်းပြန်ကြီးပေါ့နော်အစီအစဉ်ရဲ့စုစုပေါင်းအကူအညီရဲ့၃ပုံ၃ပုံကျော်ကိုတဲ့ပံ့ပိုးပေးခဲ့ပြီးအခြားနိုင်ငံတွေရဲ့နှစ်ဆကျော်ပိုများပါတယ်တဲ့ ကျွန်တော်ချိန်ကုန်တော့မှာပါတဲ့ဒါပေမဲ့တပီပြောချင်တာကတော့မြမအကြက်တဲကိုနိုင်ငံတကာအာရုံစိုက်မှုတွေလိုနေတာကိုဖြစ်ပေါ်စေခဲ့တဲ့2025ဇူလိုင်လကကွက်ဒီလာကန်ပူရဲကျင်ညာချက်ကိုတွေ့ရတဲ့အတွက်ကျွန်တော်အားတက်မိပါတယ်မြမနိုင်ငံမှာတွေ့ထက်တန်ကိုရပ်တန့်နိုင်ဖို့ဒီအစိုးရနဲ့ကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာမိဖတ်တွေကလှုပ်ဆောင်တဲ့အရာတွေပို့ပြီးလှုပ်ဆောင်နိုင်ပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဆွေးနွေးပွဲကိုမျှော်လင့်နေပါတယ်ဒါပဲအဲ့ဒါတော့ဥက္ကဋ္ဌပြောတဲ့ ဖွင့်စကားပဲဗျာเนาะဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးတာအဲ့တော့ဟုတ်တယ်ပြီးခဲ့တဲ့လလည်းပြီးခဲ့တဲ့ကျွန်တော်ဇူလိုင်လလာเนาะကွတ်အဲ့ပါလည်းထုတ်ပြန်ချက်တွေရှိတယ်အဲ့မှာဘာတွေထုတ်ပြန်လဲကျွန်တော်ပြန်ပြီးတော့ recall ခေါ်ရရင်မြန်မာနိုင်ငံရဲ့အခြေအနေပေါ့เนาะအလွန်စိုးရိမ်နေပေါ့เนาะအလွန်မင်းစိုးရိမ်နေစိုးရိမ်မခင်ဖြစ်တယ်အဲ့ဒါဒေတာတွေမှာဒေတာတွေမှာเนาะဒေတာတွေမှာအကျိုးသက်ရောက်မှုစိုးချိုးပေါ့ဗျာဒီအတွက်အလွန်မင်းစိုးရိမ်နေကွတ်ကပြောတာเนาะနောက်အာဆီယံဘုံသဘောတူညီချက်ဒါတွေကို RP ထောက်ခံသွားမယ် five point consensus i မှာနောက်တာအပြစ်ခတ်ရစေးနော် ceasefire i ပေါ်မှာ grid web ပြူရမယ်အားလုံးပါဝင်တဲ့နော်အပြစ်ခတ်ရစေးအစီအမံတွေပေါ့နော် humanitarian assistance ဒါဒီကိစ္စတွေအကျဉ်းချက်ထုတ်သွားတယ်ပေါ့နော်အဲကွက်ကလည်းထုတ်သွားတယ်အဲ့အတွက်ကိုကျေးဇူးတင်တယ်ပေါ့သူကဒါကိုပြောတာပေါ့နော်အဲ့တော့ဒါတွေကဥက္ကရာဘေးဝိုက်စကံသူပြောရတဲ့စကားတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာစဉ်းစားရတဲ့ပေါ်လာပြီကျွန်တော်တုံ့တက်အမှိုက်ပေါ်လာပြီပေါ့နော်အချိန်ကြီးကဘာတွေဖြစ်လာနိုင်တယ်လဲပေါ့နော် အဲ့တော့ပြောကြားသွားတဲ့အချိန်မှာမြန်မာနိုင်ငံပေါ်အမေရိကန်နိုင်ငံရဲ့ချင်းကပ်မှုကဒါလက်တတော်မှာတိတိတသာအရှိန်မြင့်တင်လာတော့တွေ့ရတယ်။မွေးရေးဆေးဝါးကြားဖြန့်လူကုန်ကူးမှုနေဆက်ဖြတ်ကျော်မှုเนาะဒါရီနောက်တော့မြန်မာပြည်ပကနဲ့တိုက်ရိုက်ချိတ်ဆက်ဂိုင်းတွယ်လာတယ်။အဲ့တော့အမေရိကန်ရဲ့မူဝါဒချမှတ်မှုပါလေအဓိကအပြောင်းလဲတစ်ခုဖြစ်လာတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်เนาะအဲ့တော့အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ်သဘောထားပေါ့เนาะအခု2022ခုနှစ်အာဏာသိမ်းမှုကိုတရားမဝင်ကြောင်း ြက်ပြက်သားသားရှုံချပြီးတော့မှဒီမိုကရေစီအရရွေးကောက်တင်မြောက်ထားခြင်းခံရတဲ့အစိုးရကိုပြန်လဲထူထောင်ပေးရမယ်လူ့ခွင့်ချုပ်ဖောက်မှုကိုရပ်တန့်ရမယ်ဆိုတော့တောင်းဆိုတယ်ဒါပဲအဲ့တော့အခုဒီကောင်နေလုံးမဲ့ရွေးကောက်ပွဲငါတို့မထောက်ခံဒီလိုသုံးသပ်လို့ရတယ်နောက်တစ်ခါကျွန်တော်တို့ဒီမြမနွေဦးတော်လိုင်းရင်းနဲ့အရက်ဘက်အဖွဲ့အစည်းတွေကိုထောက်ခံပြီးတော့မှဒီလူသားချင်းစာနာမှုအကူအညီတွေကိုစစ်တပ်ရဲ့ထိန်းချုပ်မှုကလုတ်ကင်းတဲ့နီလန်းနေဥပမာနေဆက်ဖြတ်ကျော်နီလန်းနေနဲ့ PF ကိုတောင်းဆိုတယ်တိတ်ကောင်းနေတာ အဲ့ဒီကိစ္စသိကောင်းတကယ်မိုက်တယ်အဲ့ဒါအဲ့ဒီကိစ္စတွေကဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးလုံးလုံးလို့ရတယ်အများကြီးလုံးလို့ရပြီနောက်ဒေတာရင်းလုံလုံရေးကိစ္စမြန်မာနိုင်ငံဟာနေဆက်ဖြတ်ကျော်ရာဇဝတ်မှုဥပမာကျွန်တော်ကြားဖြတ်မွေးဆွေးကလူကုန်ကူးမှုเนาะဒါတွေရဲ့ဘုံချက်မှဖြစ်လာခြင်းကတဲ့ Indo Pacific ဒေတာတွေမှာအမေရိကန်ရဲ့လုံလုံရေးကချင်းချောက်လာတယ်ဆိုပြီးရှုမြင်ပါတယ်ဒီပုံစံကိုရှုမြင်တာဒါပဲ အပေါ်သေးသေးမထင်နဲ့နော်ဒီကြားနာပွဲကပေါ်သေးသေးမထင်နဲ့အဲ့တော့ပြောရရင်တော့မင်းတို့တရားမဝင်ဘူးနော်မင်းတို့ကဒါတရားမဝင်ဖိနှိပ်ချုပ်ချက်တဲ့အုတ်ချုပ်ကြီးတစ်ခုပေါ့နော်အာဖက်ဆစ်အုတ်ချုပ်ကြီးပေါ့ကွာဒီလိုမျိုးရှုမြင်နေပေါ့နော်နောက်ရွေးကောက်ပွဲအတူရောဒီမိုကရေစီကိုလမ်းလွှဲစေတဲ့လုပ်ရက်ဒါပြပြတတ်တာပယ်ချတယ်နောက်တစ်ခုကအကြမ်းဖက်ဆစ်အုတ်စုရဲ့ဝင်ငွေလက်နက်ဝယ်ယူရေးဓာတ်တွေပေါ့ဘူးအဖီအပီကိုထပ်ပြီးတော့ဖီအပီကိုပိတ်ဆို့အရေးကြီးကိုဆန်ရှင်နဲ့ထပ်ပြီးတော့ဒီတပြင်းထန်တာတွေချလိုက်ဖို့ ဒါပြရားပေးတဲ့သဘောတက်ရောက်တယ်ပေါ့နော်အဲ့တော့ပြောရရင်တော့တော်တော်လေးကိုအချိန်မြင့်လာတယ်လို့ပြောလို့ရတယ်အဲ့တော့ဘာတွေလုံလာနိုင်တယ်လဲဆိုတော့ဒီကြားနာပွဲဆွေးနွေးချက်တွေအရာပေါ့နော်အရေးကြီးဆုံးနဲ့အပြင်းထန်ဆုံးပိတ်ဆို့မှုတွေပေါ်ပေါက်လာဖို့အလားအလာအများကြီးရှိလာပါပြီအဲ့တော့ကျွန်တော်ခံမှန်းတာကတော့ MEB လို့ဘန်နေ MEB ဆိုတာမြန်မာ economic bank เนาะအကြမ်းဖက်ဆေးကောင်စီရဲ့ဘန်နာရေးငွေငွေအရင်းမြစ်ဖြစ်တယ် เนาะ IMAB อ่ะနောက်တစ်ခုက MOG MOG เนาะ CC အဲ့ကိစ္စအဲ့ဒါကလည်းနိုင်ငံသားကနေအတိတ်ကဝင်ဝင်ရှာနေတာဒီနှစ်ခုကိုတိုက်ရိုက်ပိတ်ဆို့လိုက်ရင်အကြမ်းဖက်စစ်ကောင်စီရဲ့မင်းအောင်နိုင်ရဲ့စစ်စစ်တွေဝင်ဝင်ကြီးမားမှုတွေထိရိုက်သွားစေမယ်ဘာလို့သူအပေါ်မှာပြောခဲ့လက်နက်တွေတိစဝယ်နေတယ်လင်းနေဝယ်နေတယ်เนาะနောက်လွတ်တော်အမတ်တွေရဲ့အဲ့ဒီအချက်ကိုတိုက်တွန်းနေတာဖြစ်တဲ့အတွက် အမေရိကန်ဘာသာရေးဝန်ကြီးဌာနကနေပြောတာမကြာမီလှုပ်ဆောင်နိုင်ခြင်းမြင့်မားတယ်လို့သုံးသပ်လို့ရတယ်ဒီကိစ္စက MAB နဲ့ MOG ကိုပြင်းဖို့အတွက်နောက်တစ်ခုပါလဲဆိုတော့ခုနဆက်လက်နဲ့ပြည်စည်းကိစ္စအချမ်းပါစီအုပ်စုတဲ့လက်နက်တွေတင်သွင်းနေတဲ့ဒီလုပ်ငန်းတွေအထူးသဖြင့်ရုရှားနဲ့တရုတ်နော်ဒါတွေကိုလက်နက်တင်သွင်းနေတဲ့ကွန်ရက်တွေကိုအဲ့ကွန်ရက်တွေကိုရှာဖွေပြီးတော့မှပြစ်မှတ်ထားပိတ်ဆို့မှုတွေလုပ်ဖို့ပုံမှန်ကျေပြတ်လာနိုင်တယ်လို့ယူဆရတယ်ဒီကိစ္စအတကားမဟုတ်ဘူး လကားလျှောက်ပြီးတော့လျှောက်ပြုံးနေဘူးနော်လှုပ်ဖို့အတွက်ဒီဈာနာဘွယ်လှုပ်တာအရေးကြီးလို့ဈာနာဘွယ်လှုပ်တာနောက်တစ်ခုပါလဲဆိုတော့ဈာမြန်ကိစ္စဈာမြန်ကိစ္စတော့အားလုံးသိကြတာနော်ဒီအမေရိကန်ပြည်သူတွေကိုတိုက်ရိုက်ငွေလိမ့်လဲနေထပ်ပြောသွားတယ်ဒီလိုလူကုန်ကူးမှုတွေကြောင့်ဒီမြန်မာနိုင်ငံရဲ့နေဆက်ဖြတ်ကျော်ဒီရာဇဝတ်မှုတွေကမြန်မာနိုင်ငံမှာဘိုးချမ်းမှဖြစ်နေတယ်ဆိုတော့တရားဝင်သတ်မှတ်လာတယ်တရားဝင်သတ်မှတ်လာတယ် ဘယ်နေရာမှာမဟုတ်မြန်မာနိုင်ငံကဒီကိစ္စတွေဒီကြားဖြန့်နေလူပုံကူးတာတွေဒါတွေရဲ့ဘိုလ်ချက်မှကြီးဆိုတော့တရားဝင်တက်မှတ်လာတယ်အဲ့တော့ဖိအားပေးမှုတွေတိုးမြင့်လာနိုင်ပါတယ်เนาะနောက်တစ်ခုဘာထပ်ပြောသွားလဲစိတ်ဝင်စားစရာကောင်းလား question နဲ့เนาะဒီ quad ပြောတဲ့ဟာကို quad ရဲ့ထုတ်ပြန်ချက်ကိုသူအဲ highlight လုပ်ပြီးပြောရတာဒါကပို့ပြီးတော့မှကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတယ် American Japan Australia India အဲ့ဒီနိုင်ငံတွေပါဝင်တဲ့ quad အဖွဲ့က เนาะမြမအရေးကိုသူတို့ပူးရဲကြင်ညာချက်မှာထည့်သွင်းလာခြင်းကဒီပေါ့မြမနိုင်ငံရဲ့ပြဿနာဟာဒေတာရင်းပြိပကတစ်ခုအဖြစ်သာမကဘဲနဲ့ဒီ Indo-Pacific ဒေတာကြီးတစ်ခုလုံးရဲ့လုံခြုံရေးပြဿနာအဖြစ်အဆင့်မြင့်တင်လိုက်တဲ့သဘောပဲကျွန်တော်တို့ကသူတို့ထောက်ပြန်ချက်တွေကိုကျွန်တော်ကြည့်ရတဲ့နေရာမှာအာမန်ကျွန်တော်တို့ကြည့်လို့မရဘာဖြစ်လာနိုင်ကလေးဒါအဘာလို့သွားမှာတော့ဒီနောက်ွယ်မှာဘာရှိသလိုရှဘာရှိလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ကကြည့်တတ်ဖို့လိုတယ် အဲ့ဒါကြောင့်ဒီကိစ္စကအင်ဒိုပစိဖိတ်တစ်ခုလုံးရဲ့လုံခြုံရေးပြဿနာအဖြစ်သူတို့ရှုမြင်လာတဲ့အဆင့်မြင့်တင်လာတယ်။မြန်မာရဲ့အခြေအနေကနော်။အဲ့တော့အမေရိကန်ကအာဆီယံနဲ့ကုလသမဂ္ဂကနေတဆင့်အကြမ်းဖက်ဆီယုံစုပေါ်ကိုတန်တမာရေးပြရတွေဆက်လက်ပေးနိုင်တယ်။နောက်တစ်ခါဒီနိုင်ငံတကာကနေအကြမ်းဖက်ဆီယုံစုရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့အတွက်သူကိုယ်တိုင်စီယုံလို့ဆောင်မှုတွေဇက်တိုက်လို့ဆောင်လာနိုင်တယ်။သူကအတိမတ်မပြုတ်နဲ့ဆိုကျန်တဲ့ကောင်တွေလှုပ်ရတာစဉ်းစားကြည့်လေ။ ဘယ်ကောင်လုပ်ရလဲဟဲ့ဟောဘင်းအဲ့ကောင်လုပ်တဲ့ရွေးကောက်ပဲဘင်းအတိမမပြုံးနေတော့ပြီးပြီအားတခွန်နေပဲအာဟုတ်ကဲ့ဒါပဲနေအဲ့ဒါလုတ်လာနိုင်ဘာဖြစ်လို့လဲဆိုသူတို့ကိုယ်တိုင် congress မှာဥက္ကရာကိုယ်တိုင်ပြောရတယ်ဒီရွေးကောက်ပွဲကအတူတူရွေးကောက်ပွဲနော်ဟန်ဆောင်လုပ်နေတာအဲ့တော့အတိမပြုလို့မရဘူးကျွန်တော်တို့မူရင်းအစိုးရကိုပြန်ပြီးတော့မှာနော်အသက်သွင်းဖို့အတွက်ဒါဒါပြောသွားတာပဲနော်အဲ့တော့ ဒီရွေးကောက်ပွဲကိုအတိမမပြုတ်ဖို့အတွက်နိုင်ငံတကာကိုသူကိုယ်တိုင်စီရင်ပြီးတော့မှလှုပ်ဆောင်မှုတွေဇက်တိုက်လှုပ်လာနိုင်တယ်ဗျ။ဟုတ်ဘူးတော့မသိဘူးပေါ့နော်။ ET လည်းအကြမ်းမြင်မရတော့ဒါကတော့ဒီသူတို့ရဲ့ကြားနာမှုပုံမှာမူတည်ပြီးတော့မှသုံးသပ်ကြည့်ရတာပေါ့ဗျာနော်။နောက်တစ်ခုဒီနေရာမှာကျွန်တော်ထူကြတယ်။သူကပြောလိုက်မယ် Donald Trump ကြီးကဘာမှလည်းမပြောဘူးနော်။မြန်မာကြီးနဲ့တော်တော်လေးမြန်မာကြီးနဲ့ပါဇက်ကနေလူသိရှင်ကြပါတော့နော်။ ပြောဆိုမှုတော်တော်နေပါတယ်ဒေါ်နေတိုင်းစိတ်ဝင်စားဘူးလားဘယ်ဟုတ်လဲအဲ့စိတ်ဝင်စားတယ်စိတ်ဝင်စားဒါပေမဲ့ तू မလို့ तू ပြောတယ်မလို့ तू ပြောတယ်လို့တဲ့ကိစ္စမဟုတ်သေးအော်သူ့ရဲ့အစိုးရရန်နေရကအာယုံဆိုင်ရအဓိကအစိုးရရန်နေရပဲနော်အဲ့တော့အမေရိကန်ရဲ့ဘဝရကသူကတူးတယောက်ပုံမှာပဲမိခိုးတာမဟုတ်ဘူးသူ့မှာနိုင်ငံခြားရေးကော်မတီတွေရှိတယ်ဗန်တိုင်းဝန်ကြီးဌာနရှိတယ်နိုင်ငံခြားရေးဝန်ကြီးဌာနရှိတယ်နော်အဖွဲ့အစည်းဆိုင်ရာရန်နေရတွေသူ့ရဲ့ကိုယ်ပိုင်အရှင်ဟုန်နဲ့သူ့ဘဝရတွေနဲ့သူဥတီချက်တွေရှိတယ်ဒါကြီးနဲ့တွားနေတယ်အဲ့သူကသူလှုပ်သွားတယ် ဲ့တခုတော့ရှိရပါဗောတိတ်လိုအပ်လာတယ်မလားဟဲ့အောင်မင်းအောင်လိုက်ဆိုပြောတာအဲ့လိုလုပ်ချင်တယ်လုပ်ပါဗောတိတ်လိုအပ်လာရင်နော်မလိုအပ်ဘူးအဲမလိုအပ်တဲ့အချိန်ကြီးဗောနော်အဲ့တော့လက်ရှိမှာမြန်မာရေးနဲ့ကြားပြန်ကိစ္စကိုလွတ်တော်ဥက္ကရာဝိုင်းစကားဦးဆောင်ပြီးတော့မှဒါမူဝါဒတွေကိုဒီအမေရိကန်ရဲ့ဗောနော်မြန်မာနိုင်ငံနဲ့ဆိုင်တဲ့မူဝါဒတွေကိုရှေ့တိုးပြီးတော့မှ လုံလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ရှီတူးလုံစေဖို့လေအတိကအင်အားစုတွေဖြစ်နေတယ်ဆိုတာကျွန်တော်တို့ဝမ်းသာစရာတော့တွေ့ရတယ်။အဲ့တော့ချုပ်ရရင်အမေရိကန်ကမြန်မာနိုင်ငံကိုဒီမိုကရေစီပြက်ကွက်တာလူသားချင်းစာနာမှုအကြက်တဲတွေနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဒါတွေဒီလိုဗိုလ်ချက်မှအဖြစ်ပေါ့နော်။အဲအဲ့လိုရှူတော့ကနေပြီးတော့မှချင်းကတ်တယ်။ရှေ့လုံဆောင်ရမယ်အရေးယူရမယ်အရေးယူရမယ်ကိစ္စတွေပေါ့နော်။ဒါတွေကိုလေဒီကြားနာပွဲမှာဆွေးနွေးခဲ့တဲ့အတိုင်း အကြဖတ်စိတ်ဟုတ်စုရဲ့လက်နက်ရရှိမှုငွေကြေးရရှိမှုเนาะဒါတွေကိုထိခိုက်ပြီးတော့မှဒါတွေကိုထိခိုက်စေဖို့ပေါ့เนาะဥတီလုံဆောင်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်ဒါကကျွန်တော်တို့အတွက်ကျွန်တော်တို့တိုင်ငံအတွက်မမျော်နှင်းနဲ့အလားလာကောင်းနေပေါ့เนาะကျွန်တော်ဒီ Donald Trump ကြီးစတဲ့တုန်းကချို့ကပြောကြအာဟိုကောင်ဟိုကောင်နေသိပ်ပြောတာဘောမကြီးဘိုင်ဂျန်မဟုတ်တော့အရန်ပြောတာအာဒီမိုကရက်တစ်မဟုတ်တော့အာ ရီပပလီကန်ကဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့သူတို့ပြောတာပေါ့ဗျာသူတို့ဘက်မှာရှိတယ်လို့လို့ဘာလို့လို့ပေါ့ဗျာနော်အဲ့လိုပြောကြတာခုဘိုင်ဒန်ကသူတခေါက်ပြောသူကသူလှုပ်ရှားရှိတယ်သူ့အဖွဲ့ကြီးကသူ့ရန်နေရာကြီးကလှုပ်ချသွားတာနော်တခုပြီးတခုပဲတခုပြီးတခုပဲပြောရလို့ရှိရင်ဘိုင်ဒန်လက်ထက်ထက်တော်မှာဒီဒေါ်နယ်ထရန့်ရဲ့လှုပ်ရက်တွေကပိုတော်မှခင်ဗျာပြင်းသေးတယ်လို့ပြောလို့ရတယ်အဲ့တော့နောက်ဆုံးမှာဘာဖြစ်လာမလဲ အဲအဲ့ဒီပိတ်ဆို့မှုတွေဒီ MOG တို့ MB တို့ပိတ်ဆို့မှုတွေရေးယူပိတ်ဆို့မှုတွေရောက်လာရင်တွားပြီတွားပြီစစ်စစ်လက်နက်ဝယ်မှုလမ်းကြောင်းနေအပြီးတိုင်းယူလဲသွားနိုင်တယ်နော်ယူလဲသွားနိုင်တယ်အဲ့တော့ဘောမားတွေကိုပြောချင်တာမင်းတို့တိတ်ပြောမနေနဲ့နော်နော်တိတ်ကြတယ်မင်းတို့နောက်လာလိမ့်မယ် MOG တို့ MB တို့မင်းတို့ရေးယူပိတ်ဆို့မှုတွေလာလိမ့်မယ်မင်းတို့ကလာတာနဲ့တွားပြီမင်းတို့စစ်စစ်လစ်ပြီမင်းတို့ဘယ်ရောက်ဝယ်မယ်ပတ်စံမရှိရင်ပတ်စံပြင်ဟိုဘာလို့မရအောင်လဲမင်းမမေတရုတ်ပြည်ပြည်ရုရှားပြည်ပြည်ဟိုကအလကားပြေးမှရမှာနော် အဲ့ဝယ်လို့မရဘူးเนาะအဲ့တော့အဲ့လိုမင်းတို့တွေလည်းနဲ့ဝယ်မှုလမ်းကြောင်းငွေကြေးချင်းဖြင့်အပြည့်တိုင်းပြိုလဲသွားရင်ဘာဖြစ်လဲမင်းတို့နေပြိုရင်ငါတို့တက်ကြိတ်လို့ရပြီဘောကွာเนาะတက်ကြိတ်လို့ရပြီမင်းတို့မင်းတို့လစ်တော့ပါเนาะမင်းတို့လစ်တော့ပါအခုနောက်ထပ်ပါလဲဒီ cyber scam လူကိုမှုကိစ္စတွေเนาะအမေရိကန်ကသူတို့ရဲ့နိုင်ငံကလုံခြုံရေးကိုချိန်ချောင်းနေပါတယ်လို့ပြောနေပြီးကွာเนาะအဲ့တော့ဒီရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူမှန်သမျှရတော့เนาะမင်းတို့စိတ်ကောင်းဆောင်နေရောเนาะ ခြားတခြားမင်းတို့နဲ့ပါတနာခေါင်းဆောင်တွေရောနော်အာပုံကူရေးရအရေးယူမှုတွေလာမယ်မင်းတို့ပိုင်ဆိုင်မှုတွေတင်းမယ်မင်းတို့ကောင်းနေမင်းတို့တွေးတော့မှာနော်အဲ့တော့မင်းတို့လုတ်မလားအမေရိကန်လုတ်ပြီဆိုမင်းတို့လုတ်မလားလုတ်တယ်လုတ်နေပြီနော်လုတ်တယ်လုတ်နေပြီလုတ်နေတာနဲ့တပြိုင်နက်ပြာနော်ဒီကွန်ဂရက်မှာသွားပြီးတော့မှာဒီကြားတာပဲပေါ်တာဟာကျွန်တော်လုံးဝအန်ဟောဟာမိုက်တယ်ကွာလို့ချိန်ခိုက်ပဲကွာလို့ချိန်ခိုက်လုံးနေပြီလို့အမေရိကန်ကတော့ကြားတာပြီဆိုကြဲကွာနှုတ်တော့မှာလေရှင်းဆက်တော့မှာ ချိန်ဆတော့မဲ့ကိစ္စတွေလုံးတော့မှာကျွန်တော်စဉ်းစားကြည့်တယ်ကျွန်တော်တို့လူသားချင်းစာနာမှုထောက်ထားတဲ့အကူအညီတွေကျွန်တော်တို့ရမယ်ရရင်အဲ့မှာဘာတွေပါလာမလဲစဉ်းစားကြည့်ဖို့ဗျာเนาะเนาะအော်ပြောရရင်တော့အဓိကတော့အမေရိကန်ကကျွန်တော်တို့ face state မဖြစ်ခင်အများဆုံးကဲတင်ဖို့ဗောဗျာအချိန်တိတ်မကြံတော့ဘူးပေါ့ပြောချင်တာကတော့เนาะအမေရိကန်လွှတ်တော်ကတတိပေးတဲ့အတိုင်းမြန်မာနိုင်ငံကကျွန်တော်တို့ဒါ face state အဖြစ်လုံးဝမရောက်ရှိစေရရေးပေါ့เนาะတို့တွေဂျိုးပန်းမယ် အဲ့ face day ဖြစ်ဖို့ဆိုတာကလည်းဒီအုပ်စုရှိနေတော့ဖြစ်မှာပဲเนาะအဲ့ဒါကြောင့်မင်းတို့ရဲ့အကြံဖတ်မှုတွေเนาะအဲ့ဒါဘောမတွေမင်းတို့အကြံဖတ်မှုတွေမင်းတို့လူခွင့်ချိုးပေါချိုးဖောက်တာတွေเนาะတိုင်းပြည်ကိုဖျက်လို့ဖျက်စီးလုပ်တာတွေအဲ့တော့မင်းတို့အဲ့လုပ်ရက်တွေကဆက်လုပ်ဖို့မင်းတို့အချိန်တိတ်မကြံတော့ဘူးဆိုတာပြောချင်တာเนาะဟဲ့เนาะအဲ့တော့ပြောချင်တာပါလဲဆိုတော့ဒီလုပ်ရက်တွေကိုမင်းတို့ချက်ချင်းရပ်တန့်ပြီးတော့မှအာနာကိုပြည်သူထံပြန်အပ်กว่าเนาะပြည်သူထံပြန်အပ် ဲ့ဒါမှသာမင်းတို့ရဲ့နောက်ဆုံးခံကြမှာတညာမှုရှိမှာအဲ့လိုမှမဟုတ်ဘူးဆက်ပြီးမိုက်မဲနေမယ်ဆိုရင်နော်မိုက်မဲမိုက်မိုက်မဲမဲလုံနေမယ်ဆိုရင်ရှေ့မှာအာနာရှင်တွေတွားတဲ့လမ်းစဉ်တွေရှိတယ်အဲ့ဒီလမ်းစဉ်တွေတိုင်းမင်းတို့လိုက်သွားရလိမ့်မယ်နော်အမြင့်ဆုံးအဆင့်ကိုမင်းတို့ရောက်တော့မယ်ဆိုတာကိုအတိပေးကြင်ညာလိုက်တဲ့အကောင်တွေနော်ဘောမားတွေပြောချင်တာဒီဟာကနော်ကျွန်တော်တို့တော့ဝမ်းသာစရာတွေပဲအဲ့ကျွန်တော်တို့ကဒီဘက်မှာလောက်ရမယ့်အလုပ်တွေကစူးစီးညင်ညွတ်တဲ့ကြစ်လစ်တဲ့ เนาะအင်အားစုတစ်ခုနောက်ဆုံးပြကျွန်တော်တို့တနည်းအားဖြင့်ရှိနေရင်တော့မှကျွန်တော်တို့ဒီဒူးနဲ့ဒူး communicate ကောင်းကောင်းရှိပြီးတော့မှနိုင်ငံရေးသဘောတူညီချက်တွေအရန်ရေးကြီးပါလေဗျာနိုင်ငံရေးသဘောတူညီချက်တွေเนาะဒါတွေကိုကြိုတင်ပြင်ဆင်ပြီးတော့မှအရှင်ဟုံးနဲ့ထောက်ကြဖို့ကျွန်တော်တိုက်တွန်းနေနောက် NUCC ကတော့တက်သွားပြီးတော့ပြောလို့ရပြီပေါ့ဗျာ NUCC ဘာမှလုပ်မရတော့အဲ့တော့အစ်တတာပြန်ဖွဲ့ကြအစ်တပြန်ဖွဲ့ပြီးတော့မှနိုင်ငံရေး platform တစ်ခုပေါ်ပါခြေခံ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်ဂျာကာတာဖွဲ့စည်းပုံအခြေခံဥပဒေမပြစ်မနေဖော်ဆောင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဗျာနော်အဲ့ဒါဖြစ်အောင်လုပ်ကြပါနော်အရှင်ကိုကောင်းနေတကယ်လို့သာကျွန်တော်တို့ကတကယ်ကိုအရှင်ကိုကောင်းကောင်းရလာတယ်ဆိုရင်ဒီဟာညာခဏလေးနဲ့ကျွန်တော်တို့ဝင်ပြီးကြိတ်လိုက်လို့ရတယ်ဗျာနော်ဒီဖြစ်စဉ်ကြီးကြားထဲမှာနော်အဲ့တော့ဒါလေးတွေလည်းတိုက်တွန်းခြင်းပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်တင်ဆက်မှာတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြတာပေါ့